မက်ဆီအသေးကွဲဇာလန်မှာလာပေါ်တာဟာအကျဉ်းကြီးဗီလင်းဖြစ်တယ်။အလုံးမဲမင်္ဂလာပါ။ OK Sport ကနေပြန်လဲဂျိုဆိုလိုက်ပါရီ။ချီလီယန်နဲ့လမ်းခွဲပိုးကြတဲ့သူတိုင်းဘာစလိုနာနဲ့လီယိုနယ်မက်ဆီရဲ့ခံစားချက်ကိုစာနာနားလည်နိုင်ကြမှာပါ။မက်ဆီယာသူ့ရဲ့ကစားသမားဘဝကိုလာမာစီယာကနေစတင်ခဲ့ပြီးအကောင်းဆုံးလူငယ်ကစားသမားလေးဒီကနေကမ္ဘာအကောင်းဆုံးနံပါတ်1ကစားသမားဂိုလ်ကြီးဖြစ်လာတဲ့အထိဘာစလိုနာမှာဖျက်သန်းခဲ့ပါရီ။မက်ဆီနဲ့ဘာစလိုနာဘာစလိုနာနဲ့မက်ဆီဆိုတာခွဲခြားလို့မရနိုင်တဲ့နှလုံးသားတွေဖြစ်ခဲ့ပါရီ။ မက်ဆီကဒင်းဒင်းထဲမှာပဲတစ္ဆာတီးသွားတဲ့ဝမ်ကလပ်မန်တယောက်ဖြစ်ချင်ခဲ့ပေမဲ့လည်းကန်ဂျမာကမျက်တာမပေးခဲ့ပါဘူး၂021မှာဘာဆီလိုနာဘန်နာရေးချတဲ့စိုက်တော့မက်ဆီကိုစာချုပ်တဲ့ကန်လန်မိုးဆိုတာပေးမင်းတစ်စင်ကိုတုံးခုလန်းညင်တဲ့ညာထရတယောက်ရဲ့အိမ်မက်ဖြစ်သွားခဲ့ပါရင်အတန်းနိုင်ဆုံးစူးစမ်းကြရပေမဲ့လက်လွတ်ဖို့ကလွဲပြီးနီးလမ်းရှိတော့တဲ့အခါမှာမက်ဆီလည်းတင်းကနေထွက်ခွာခဲ့ပြီးပြင်းနစ်မြေကိုပြောင်းရွှေ့ခဲ့ရပါရင်ဒီတော့ကပရိသတ်တွေကိုနှုတ်ဆက်ခွင့်မရလိုက်တဲ့စိတ်ကြီးကအခုထိဘာဆီလိုနာကိုပြန်လာခြင်းတဲ့ဆန္ဒတွေရင်မာပိုက်ထားရသလို ပရိသတ်တွေကလည်းနှုတ်မဆက်နဲ့ငိုချင်နေဆိုပြီးမက်ဆီပြန်လာမယ့်နေ့ကိုစောင့်မျှော်နေကြပါတယ်။မက်ဆီကပြီးခဲ့တဲ့ရက်ပိုင်းမှာအင်ကိုအလေပြန်ရောက်လာခဲ့ပါတယ်။ကမ်နောင်းကွင်းကြီးရဲ့လဲမှာရက်နေတဲ့မက်ဆီကိုနောက်တစ်ချိန်ထပ်ပြီးမြင်လိုက်ရတာကပရိသတ်တွေအတွက်ပျော်ရွှင်ခြင်းလှိုင်းနေရိုက်ခတ်စေခဲ့ပါတယ်။မက်ဆီကသူ့ရဲ့အင်တာဗျူးမှာကမ်နောင်းကိုပြန်ပြစ်ခဲ့တာနဲ့ပတ်သက်ပြီးသူတွေမကဘဲသူစနီးတဲ့နယ်ကလေးတွေကလည်းဘာစလိုနာကိုရမ်းလွမ်းနေလို့ဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။မက်ဆီတို့ကဘာစလိုနာမှာအင်ရှိပြီးသားဖြစ်တာကြောင့်ပြန်ပြောင်းနေကြမလားဆိုတာလဲဇက်တိုက်ပြောပြနေကြအောင်မက်ဆီကပြောတဲ့အခါ လာမယ့်ဇန်နဝါရီပြောင်းရွှေ့မှာမက်ဆီများဘာစလိုနာကိုငှားပြန်ရောက်လာမလားဆိုတာမျှော်လင့်လာကြပါတယ်။ဒီလိုသတင်းတွေထွက်ပေါ်လာတဲ့အချိန်မှာဘာစလိုနာဥတာကြီးလာပေါ်တာကမက်ဆီနဲ့ပတ်သက်ပြီးသူ့ရဲ့သဘောထားကိုပြောပြလာခဲ့ပါတယ်။လာပေါ်တာကကက်တလူးညာရေဒီယိုအင်တာဗျူးမှာမက်ဆီကိုငှားခေါ်ပေါ်လာကျွန်တော်လက်တွေ့မဆန်တဲ့ဇလန်ကြောင့်မပြောကြရအောင်ဗျာ။ကျွန်တော်လက်ရှိသေးတဲ့ကစားသမားတွေပေါ်လေးစားကြရပါမယ်လို့ဖြေပေးခဲ့ပါတယ်။လာပေါ်တာကမက်ဆီနဲ့ပတ်သက်ပြီးသူ့ရဲ့ဆုံးဖြတ်ချက်ပေါ်လဲနောင်တမရမိကြောင်ဖွင့်ဟပြောပြခဲ့ပါသေးတယ်။လာပေါ်တာကသူ့အနေနဲ့ဘာစလိုနာကိုပဲမြေရွေးချယ်မှာဖြစ်ပြီး အသင်းထက်မှဘသူမှမရှိစေရဆိုတဲ့မူကိုဆက်လက်ဆွဲကင်ထားမယ်လို့ပြောခဲ့ပါသေးတယ်။အတွင်သတင်းတွေရဲ့ဆိုရနီးပြဟန်စီဖလစ်ကလည်းမက်ဆီကိုပြန်ပြီးမခေါ်ချင်ဘူးလို့သိရပါဗျ။မက်ဆီကပုံရိပ်ကြီးမားတဲ့ကစားသမားတယောက်ဆိုပေမဲ့ဒဏ်ရာမကြာခဏရတက်ပြီးအသက်ကလည်း38နှစ်ရှိနေပြီမို့ဥရောပမှာရင်တိုင်းခြေစွမ်းပြသနိုင်မလားဆိုတာစိုးရိမ်စရာဖြစ်နေပါတယ်။ဖလစ်ကဒီပြောင်းရွှေ့ရာဘာစလိုနာအတွက်မလိုအပ်ကြောင်းလဲယူဆထားတယ်လို့သိရပါတယ်။ဒီလိုဆိုရင်တော့လာပေါ်တာကမက်ဆီကိုသူ့ရဲ့အသင်းဖွင့်လှစ်သွားမယ်ကမ်နောင်းကွင်းကြီးမှာတော့မြင်တွေ့ကြနေပါတယ်။ လာပေါ်တာကဒီကွင်းကြီးဖွင့်တဲ့အခါကမ္ဘာကောင်းဆုံးပွဲတစ်ပွဲကိုစီစဉ်သွားမယ်လို့ကြေပေးခဲ့ပြီးမက်ဆီမတရားတွေလည်းများကြီးထဲသွင်းသွားမယ်လို့ပြောခဲ့ပါသေးတယ်။မက်ဆီကအင်တာမိုင်အမီနဲ့နောက်ထပ်သုံးနှစ်စာရုပ်သက်တမ်းတိုးထားတဲ့အချိန်မှာအင်တာမိုင်အမီဘက်ကလည်းမက်ဆီနဲ့ဘာစလိုနာပြန်လည်ဆုံစည်းနိုင်မှုသူတို့တတ်နိုင်တာအားလုံးလှုံ့ဆော်ပေးမယ်လို့ကြေပြူထားပါတယ်။ဒီရောအဖြစ်နိုင်ဆုံးကတော့မက်ဆီနဲ့အင်တာမိုင်အမီဟာဘာစလိုနာကိုချစ်ကြည်ပွဲကစားဖို့ပြန်လည်ရောက်ရှိလာတာပါပဲ။မက်ဆီကသူ့ရဲ့ဘာစလိုနာလွမ်းနေကြောင်း Instagram မှာစာစီကုန်းပြခဲ့သလိုအခုထိချစ်ခင်ပေးနေကြတဲ့ပရိသတ်တွေကိုကျေးဇူးတင်ကြောင်းလည်းအင်တာဗျူးမှာပြောသွားခဲ့ပါတယ်။ ။ဒါပေမဲ့မက်ဆီရဲ့အိမ်ပြန်ခီးကတော့ဗီလိန်နေဖြက်စီးခဲ့တဲ့အတွက်ဝေးကွာနေရတော့မှဖြစ်ပါတယ်။ဇောင်းဆိုင်ချင်းအချစ်ဖြစ်တဲ့အတွက်ဘာသာပြိတ္တတွေကတော့သူတို့ရဲ့ကမ်နောင်းမြက်ခင်းထံမှာနေပြားကြားကြစီနဲ့ကျောင်းနံပါတ်30စိတ်ကြီးဘောလုံးကစားနေတာကိုနောက်တစ်ချိန်ထပ်မြင်ရမယ့်နေ့အထိဆက်လက်ဆောင်ဆိုင်နေကြအောင်မှအသေးကြပါပဲ။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။